အလုတ်ပျက်စီးတယ်မျောလင်းချက်ကနာတယ်မျောလင်းချက်ပျက်စီးတယ်အတ္တဒိဋ္ဌိကနာတယ်ဒါကိုပဲဝေဒနာကခံစားတယ်လို့ပြောတာပဲဒါကြောင့်ဝေဒနာကုန်ရင်အလုတ်လည်းကုန်တယ်ထို့တူပဲမိမိခန္ဓာနဲ့လောကအရေးအရာတွေက သင်္ခါရအလုတ်တွေပဲဖြစ်စည်းခံရရင်ဒေါသထွက်တယ်စိုးရိမ်ကြောင်းကြရတယ်ဒါတွေကို စစ်ဆေးကြည့်လိုက် ဒီလုပ်တွေဖြစ်စည်းခံရလို့စိုးရင်ရတာမဟုတ်ပဲမျောလင့်ချက်နဲ့အတ္တဒိဋ္ဌိဖြစ်စည်းခံရလို့စိုးရင်ရတာဖြစ်တယ်မမျောလင့်တဲ့သူကမစိုးရင်ရဘူးအမုံမပွားရဘူးအတ္တဒိဋ္ဌိမရှိသူကမစိုးရင်ရဘူးဘုရားရှင်ကကာမဂုဏ်နဲ့ပတ်သက်ပြီးမာနကိုဒီလိုဆိုတယ်သောစတိပုတေဟိပုတ္တိမှာသာသမိများစွာရှိသူသည်သာသမိတို့ဖြင့် ဆိုရင်ယာယိဂောမာဂောဟိတတိဝသောစတိနွားများစွာရှိသူသည်နွားတို့ဖြင့်ဆိုရင်ယာယိဥပတိဟိနရတသောစနာလူအပေါင်းအားကာမချမ်းသာ၏တီယာဥပရိတို့ဖြင့်ဆိုရင်ယာယိနာဟိသောသောစတိယောနိရူပတိတိအကျဉ်သူသည်ကာမချမ်းသာ၏တီယာဥပတိမရှိ ထိုသူသည်မစိုးရင်ရသည်သာသည်ဆိုလိုတာကကားတွေအများကြီးရှိနေမယ်တိုက်တာအိုးအိမ်တွေအများကြီးရှိနေမယ်ဥစ္စာပစ္စည်းတွေအများကြီးရှိနေမယ်ယာဓုအနာတွေရှိနေမယ်ဒါဆိုရင်စိုးရင်ရမယ်နိုင်ငံရေးလုပ်တွေလုပ်နေမယ်စီးပွားရေးလုပ်တွေလုပ်နေမယ်လူမျိုးရေးလုပ်တွေလုပ်နေမယ်ဇာဝတ်နေရေးအသက်ရှင်ရည်ရေးမိသားစုရေးဒါတွေလုပ်နေမယ်ဒါဆိုရင်စိုးရင်ရမယ်ဘာလို့လဲဆိုတော့ ကာမဂုဏ်တွေက မျောလင့်ချက်နဲ့အတ္တဒိဋ္ဌိတို့ရဲ့တရားမယားဖြစ်နေလို့ပဲဒါရီပျက်စီးရင်ဒါရီဖြက်စီးခံရရင် မျောလင့်ချက်ကနာတယ်မျောလင့်ချက်ပျက်စီးရင်ဖြက်စီးခံရရင်အတ္တဒိဋ္ဌိငါငါဟာဆိုတဲ့အစွဲကနာတယ်ကာမဂုဏ်တွေများရင် များသလောက်ဆင်းရဲရမယ်ကာမဂုဏ်တွေကိုရှော့ချပယ်ဆွနဲ့အတိတိလအတိစိတ်ဓာအတိပညာဝိမုဒ္ဓိတရားတွေများရင်များသလောက်ချမ်းသာမယ် တချို့တွေကကာမလောကရဲ့အပြစ်ကိုအနှဲငယ်လောက်မြင်တွေ့မိလိုက်တာနဲ့ထိုအပြစ်ကိုအလွန်ကြီးမားတယ်လို့နားလည်ပြီးထိတ်လန့်ခြင်းကြီးစွာဖြင့်ထိုအပြစ်တရားမှလွတ်မြောက်အောင်ကြိုးစားကြတယ်တချို့တွေကတော့အပြစ်တွေကမိမိတရံမှာတောင်ပိုကြီးပမာဖြစ်နေတာတော့အနှဲငယ်လောက်တောင်မမြင်တွေ့မိကြဘူးမြင်မိပြန်ရင်လဲထိုအပြစ်ကို ကြီးမားတယ်လို့နားမလဲဘူးထိတ်လန့်ခြင်းလည်းမရှိဘူးထိုအပြစ်တရားမှ လွတ်မြောက်အောင်ကြိုးစားရမယ်ဆိုတဲ့အတိတရားတွေလည်းမပေါ်ကြဘူး။ယာရုအနာရဲ့အဆုံးသက်ကအဆိုးမရခြင်းမှအဆုံးသက်တယ်။ဥစ္စာပစ္စည်းတွေရဲ့အဆုံးသက်ကစွန့်လွတ်လိုက်ရခြင်းမှအဆုံးသက်တယ်။မေထုံမီဝဲခြင်းရဲ့အဆုံးသက်ကရေဆေးရခြင်းမှအဆုံးသက်တယ်။ချစ်တော်သူတို့ကကြွေကွင်းရခြင်းမှအဆုံးသက်တယ်။ဖြစ်လာသမျှကတည့်ရခြင်းမှအဆုံးသက်တယ်။ယာရုအနာကိုလည်းလောကမှာလက်တွေ့မြင်နေရတယ်။အဆိုးမရခြင်း အာနာလလွေရခြင်းတွေကိုလည်းလောကမှာလက်တွေ့မြင်နေရတယ်။ထို့အတူပဲဥစ္စာပစ္စည်းဖြစ်တည်လာခြင်းဆွန့်လွတ်လာရခြင်းမေတ္တုံမီဝဲခြင်းရည်စေးရခြင်းချစ်တော်သူတို့နဲ့ပေါင်းသင်းရခြင်းတဖန်ခွေခွင်းရခြင်းဖြစ်လာသမျှပြတ်သုံးသွားရခြင်းဒီပြစ်တရားတွေကို လောကမှာလက်တွေ့မြင်နေရတယ်။ပညာရှိကအနှဲငယ်လောက်အပြစ်တရားတွေကိုမြင်တွေ့သိရှိမိလိုက်တာနဲ့ထိုပြစ်တွေကိုအလွန်ကြီးမားတယ်လို့နားလည်ပြီး ချိန်လက်မိတယ်။မန်တွေကြရတယ်၊တန်ဝေကတွေရတယ်။လုံသမျှအလုပ်တွေရက်တန့်ဖို့ရစိတ်ကူးလာတယ်။မလိုအပ်တာတွေကိုမလုပ်ချင်တော့သလိုတိမ်ပိုက်မှုတွေကအပူတွေမှန်းသီးလာတယ်။ရှာဖွေမှုတွေကအတိပယ်မဲ့တဲ့အရာတွေလွန်နာတယ်လာတယ်။အချက်တရားတွေပြည့်နေလာတယ်။ထွမြောက်ဖို့ရကြံစီလာတယ်။ငါဓာတွေကမလွတ်မြောက်သေးပါလား။ငါဘွားတစ်ခုရနေပါလား။ငါရှိမှဓာတွေကြုံရအောင်ပါလား။ဓာတွေကလွတ်မြောက်အောင်လုပ်ရမှာပါလားလို့ တရိယာရမှာဖြစ်တယ်။သောစတိပုတေဟိပုတိမာဂောမာဂောဟိတာထေဝသောစတိဥပရိဟိနရတသောစနာနာဟိတောသောစတိယောနိရူပတိတိကိုကာတန်ယုံနိကေသကထာဝကတန်ယုံပါဠိတော်နန္ဒတိတုအတ္တဟိအထရဏနာထောကောဟိနာထောပရောတိယကြောပြား